မင်္ဂလာပါရှင်။ဝေသမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ KAI ဥဆောင်နေပို့ပေါင်းဖွဲ့ရဗမာမြို့ကိုအလုံးစုံထိန်းချုပ်နိုင်အောင်အင်အားထောင်တောင်းစီတိုက်ခိုက်ခဲ့ပေမယ့်နာဆာကတပ်တွေရဲ့ခက်မမာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် စေဦးကျိုးကဲရလို့သိရပါတယ်။ KAI ဥဆောင်နေပို့ပေါင်းဖွဲ့စေဦးကျိုးကဲရပြီဖြစ်တဲ့အတွက်နာဆာကဟာမေလအတွင်းဗမာမြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်မယ့်အလားအလာတွေရှိနေတယ်ဆိုပြီးတော့သုံးသပ်ပြောဆိုကြတာတွေရှိနေပါတယ်။ ရုပ်သံပိုင်းထဲမှာတော့ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီရဲ့ကရိုင်ဦးဆောင်တဲ့ပူပေါင်းခွဲရရဗမာမြုပ်ကိုထိန်းချုပ်နိုင်ဖို့အလားလာကောင်းနေရလို့နာဆာကအစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာဖော်ပြနေပေမဲ့လက်ရှိမြေပြင်မှာတော့ကရိုင်ဦးဆောင်တဲ့ပူပေါင်းခွဲရရအထင်းနာနေပြီးတော့ နာဆာကတက်တွေကဗမာမြို့ကိုလာပိုင်းအတွင်းအပြေးဝပြန်လည်ထိန်းချုပ်နိုင်ွယ်ရှိရလို့ဆိုပါတယ်။ KIA ဥဆောင်တဲ့ပူပေါင်းဖွဲ့ရာဗမာမြို့ကိုထိန်းချုပ်နိုင်ဖို့ရှိွယ်ချက်နဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့တဲကစတင်တိုက်ခိုက်ခဲ့ပြီးနာဆာကရဲ့မြေပြင်တပ်ဖွဲ့တွေ၊ drone တပ်ဖွဲ့တွေ၊တန်ကြပ်ကာနဲ့လက်နက်ကြီးအဖွဲ့တွေဒေသောင်းတိုက်ခိုက်မှုတွေကြောင့် KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာခဲ့ရပြီးတော့ရပောင်150ကြော်ကြားတိုက်ပွဲတွေအတွင် KIA ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့တွေထောင်ထဲချေပြီးထိခိုက်တိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ဗမာပြည်ဟာ AR တွေမြေကန်ပေးမှတရှိရကြောင်းမြန်မာနိုင်ငံအောက်ပိုင်းဒေသကတဲမောတွေနဲ့ပြည်တွင်းကုန်သွယ်ရေးတွေလည်းလုံနိုင်တဲ့စိတ်ကမ်းမျိုးလည်းဖြစ်ပါတယ်။မန္တလေးကိုဆိုရင်ဗမာမန္တလေးလမ်းကနေလည်းသွားနိုင်တယ်လို့ကော့ခိုင်လာရှိုးကနေတဆင့်လည်းဆက်သွယ်သွားလာနိုင်တာကြောင့်တွင်းကုန်ပို့ကုန်လုပ်ငန်းတွေထွန်းကားတဲ့မျိုးလည်းဖြစ်ပြီးကချင်ပြည်နယ်ရဲ့ဒုတိယမျိုးတော်ဖြစ်တင်စားကြပါတယ်။ ထမမျိုးဟာကချင်ရှမ်းမြောင်းနဲ့စကိုင်းတိုင်းအဆက်ဖြစ်ပြီးတော့ကုန်းလန်းရှေလန်းလေးချောင်းလန်းတင်းနဲ့စစ်ရေးစီးပွားရေးအချက်ချာကြတဲ့နေရာတခုဖြစ်ပါတယ်။ဗမာမျိုးမှာနာဆာကရဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ23စစ်ဘက်ရေရာလုံခြုံရေးတပ်စုစာရဖစုအမှတ်933ထောက်ပံ့ပို့ဆောင်ရေးတပ်ထားပရ933အမှတ်7စစ်မြေပြင်စေးတရင်မဆာရ71အမှတ်93ရေးတပ်စာတရ9 အမှတ်314အမြောက်တက်အမတ်314အမှတ်366အမြောက်တက်အမတ်366တက်တွေအပါဝင်တက်နေရပေါင်း73ခုလောက်ရှိနေပါတယ်။နာဆာကဟာလက်ရှိအချိန်မှာဗမာမြို့ကိုမင်းကောင်အမည်ရှိရဲ့စစ်ကူစစ်တောင်းကိုဆယ်လို့ပေးပို့ခဲ့ပြီးတော့အဲဒီစစ်ကူစစ်တောင်းကနေမီရှင်းလင်းမှုတွေလှုပ်ဆောင်နေရှိနေရ PDF အဖွဲ့ဝင်တွေနဲ့ KIA အဖွဲ့တွေကြားသဘောထားကွဲလဲမှုတွေဖြစ်ခဲ့ရပါပြီ။ PDF အဖွဲ့ဝင်တွေထွက်ပြေးတာအလင်းဝင်တာတွေရှေ့ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ NASA ကအစိုးရကိုအပိတ်ထောက်ခံတဲ့ Telegram Channel တွေမှာလည်း KIA အဖွဲ့တွေဟာလူရင်းအားသုံးထိုးစစ်ဆင်နိုင်စွဲမရှိတော့ဘဲဗမော်တိုက်ပွဲအဆုံးသတ်တယ်လို့မျိုးဖြစ်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ NASA ကအစိုးရကိုအပိတ်ထောက်ခံတဲ့ Telegram Channel တွေမှာဗမော်တိုက်ပွဲမှာ KIA တပ်မဟာ၄ခုရဲ့တပ်မဟာမူ၃ဦးစစ်စင်ရေးကိုကယ်ရေးမှူး၁ဦးကြာဆုံးခဲ့လို့ထိုးစစ်ဆင်နိုင်စွဲမရှိတော့ဘဲ KIA နဲ့ PDF အဖွဲ့တွေဟာပမာမအရှုံးနှိမ့်စုပ်ခွာထွက်ပြေးသွားကြပြီဖြစ်ပါတယ်။ထွက်ပြေးစုပ်ခွာရမှာဒေတာကန်ပြည်သူတချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးရှိရဲဆိုပြီးတော့ဒေတာကန်တွေထံကနေတတင်းရရှိပါတယ်။ KIA PDF တချို့အလံဖြူထောင်လက်နေချရဲ့တတင်းကောင်းနေတယ်။နောက်ဆက်တွဲကြာရပါမယ်။ငါလာနေပါကြာခဲ့တဲ့ပမော်တိုက်ပွဲဟာ KIA ရဲ့ထိုးစစ်အလုံးရှိုက်ချိုးအနိုင်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံကိုကာကွယ်နေတဲ့တပ်မတော်သားတွေအတွက်လေးစားခွန်ယူပါတယ်ဆိုပြီးတော့ရှေးသားဖော်ပြထားပါတယ်။ နာဆာကတပ်တွေဟာဗမာတိုက်ပွဲအတွင်အခြေအနေတွေကောင်းမွန်နေတဲ့အတွက်ဗမာမြောက်ကိုမေလာတွင်အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့ရှိရလို့လဲစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာပြောဆိုနေသူတအုပ်ဖြစ်တဲ့ကိုထိန်ကအခုလိုမျိုးသုံးသပ်ပြောဆိုခဲ့ပါတယ်။ဗမာမှာတော့မိမိတို့ဗမာမှာတော့ဒီကောင်တွေဘက်ကထိုးစစ်အနေထားလုံးဝလုံးဝမြင်တွေ့မြင်တွေ့ရမှရှိတော့ဘူးမိမိတို့ဘက်ကနေမြရှင်းလင်းမှုတွေပဲမြင်တွေ့ရတယ်ပေါ့။အိုရက်ကဆိုရင်လည်းဒီဗမာမှာပိတ်မိနေတဲ့ထပ်ပေါက်ပိတ်နေတဲ့အဲဒီပြည်မဲ့တဲ့ရသားတွေနဲ့ ဒီတန်ဃာတော်တွေကိုမိမိတို့စစ်ကြောင်းတွေကဒီသမင်းနေပါလေနော်ခေါ်ယူကျူးမွေးလာတယ်ပါလေဆိုရင်ဒါတွေ့ရတဲ့မူဗီဒီယိုကအင်မတန်ကြည်နူးစရာကောင်းတယ်ပေါ့နော်ဒီမှာဒီကောင်တွေဘက်ကတင်ထားတာဆိုဒီဗီဒီယိုလေးတင်ထားဆိုဒီဒီဗီဒီယိုမှာလည်းကျွန်တော်တို့မကြောက်ခဲ့ပါဘူးလို့ခင်ဗျားတို့လူကြီးတွေသုံးမကြောက်ကျွန်တော်ဘက်ကထိုးကြည့်ခံရတာပါဆိုအဲ့ဒါအဲ့တော့ဒီသူတင်ထားတဲ့ဒီမူဗီလေးရဲ့ဒီအောက်ကပါဆိုဒီဘောလုံးဝင်ပေးနာမှာပေါ့နော်ဒီဘောလုံးဝင်ပေးနာကဒီအဆောက်အဦပေါ့ပထမဆုံးဒီဘက်ကဒုံကျဲတော်ပုံကျဲတဲ့အချိန်မှာတော်ပုံကျဲတဲ့အချိန်မှာဒီကောင်တွေကပါလဲဆိုတော့ ဟိုဘယ်လိုပြောမလဲဒီဘက် promoter ခံရတဲ့တိုက်တိုက်အဆောက်အဦလေးပေါ့အဘောကုန်းလေးလောင်တဲ့တိုက်အဆောက်အဦတောက်လေးရတိုက်အဆောက်အဦလေးပေါ့ဒီကောင်လေးအောက်ကိုသွားပြီးဒီကောင်လေးခိုးလုံးတဲ့အချိန်မှာလင်းကြီးခွတ်တိကြလင်းကြီးကြတာပေါ့နော်လင်းကြီးကြတာပေါ့အဲ့တော့ဘုံမမာလည်းဒီလိုပေါ့ဘုံမမာကလုံးဝလုံးဝဒီကောင်လေးဘက်ကထိုးစစ်အနေထားမတွေ့ရတော့ဒီကောင်လေးဘက်ကပြန်ပြေးတာအဲကြာဆုံးတာတွေပဲတွေ့နေရတယ်ပေါ့နော်အဲမိဘကစစ်ကြောင်းတွေနေမြေရှင်းလင်းမှုတွေအဆောက်အဦတွေလက်လာပြီဆိုဘုံမမာကမကြောက်ဘူးအဲကျွန်တော်ထင်တော့ဒီနေ့က အဲဒီနေ့က7ရက်နေ့ဆိုတော့ကျွန်တော်ထင်တာဒီလမကုံခင်အတွင်းမှာနေဗမောကအလုံးစုံပြန်လဲပြီးတော့အာမိမိတက်မလို့ထိန်းချုပ်နိုင်နေမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗောနော်ကျွန်တော်အနေနဲ့မြင်တယ်ဗောဗမောမျိုးတိုက်ပွဲမှာဆိုရင်လေ KIA အဖွဲ့ဟာအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတက်တွေက drone တက်ဖွဲ့အမြောက်တက်ဖွဲ့လေတန်းနဲ့မြေပြင်တက်ဖွဲ့တန်ကြက်ကတက်ဖွဲ့တွေမြေပြင်တက်ဖွဲ့တွေဟန်ကျဲညီစွာတုံးပြန်တိုက်ခိုက်မှုကြောင့် KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေကြရတာလည်းဖြစ်ပါတယ် အထူးသဖြင့် NASA ကရဲ့လေကြောင်းတိုက်ခိုက်မှုတွေ drone တိုက်ခိုက်မှုတွေကအကြိမ်ဦးဆောင်တဲ့ဘူပေါင်းအခွဲတွေကိုအထင်းနာနေစေခဲ့တယ်လို့ KIA အခွဲအတောင်ဝန်ရှိသူတွေကိုယ်တိုင်ဝန်ခံပြောဆိုထားပါတယ်။ KIA နဲ့ပူပေါင်းတပ်တွေဟာ9လကျော်ကြာလာတဲ့တိုက်ပွဲအတွင်းဗမော့အခြေစိုက် NASA ကအခြေစိုက်တရင်တချို့ကိုထိန်းချုပ်ထားနိုင်ပေမယ့် MM-21 စစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခအပါဝင်ဗမော်မြို့အတွင်းရှိတခြားတရင်တွေကိုထိန်းချုပ်နိုင်ဖို့ခက်ခဲရုံးကန်ကြရတယ်လို့သိရပါတယ် KYI နဲ့ပူးပေါင်းတပ်တွေဟာပမာမြို့အတွင်းအဓိကဌာနချုပ်ဖြစ်တဲ့ MN 27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကာခါကိုထိန်းချုပ်နိုင်အောင်၃ကြိမ်ထဲမှနေအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာစကာတပ်တွေရဲ့ဟန်ကျန်းညီစွာပူးပေါင်းတိုက်ခိုက်နိုင်မှုကြောင့် KYI ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအထူးကအကြဆုံးများစွာဖြစ်ခဲ့ရလေဖြစ်ပါတယ်။ Telegram လူမှုကွန်ရက်မှာ CA နဲ့တိုက်ပွဲသတင်းတွေကိုဖော်ပြနေတဲ့တိုက်ပွဲသတင်းဆောင် channel က မမျိုးတွင်တိုက်ပွဲဓမ္မမဟုတ်ခေါင်းဆောင်တက်မှုလက်အောက်အရာရှိစစ်တီဝင်နေပါရမီဖြစ်ပက်အရှဲမေတွေတက်ညီလက်ညီအစွမ်းပြတဲ့ပွဲဖြစ်ပါတယ်။တိုက်ပွဲလုပ်ငန်းစီမင်းစစ်အောင်ရတဲ့အကြောင်းကြီးတွေကိုနှက်နှက်ဆက်ဆက်တက်မြောက်တယ်ဆိုတာအပြောလည်ပေမဲ့တကယ်မှတ်ကြောက်ကစစ်မြေပြင်မှာသာမြင်တွေ့နိုင်တာဖြစ်ပါတယ်။စကားခါရဲ့မင်းကောင်စစ်ကြောင်းရဲ့အောင်မြင်မှုတွေတဲမှာအကြမ်းဖက်တွေကိုချိန်မုံမောင်းထုံနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်တကန်းတိုက်ပွဲတွေမှာရွရွကြုံကြုံတိုက်ခိုက်ကြတဲ့တမ်းမမူရဲ့မင်းကောင်စစ်ကြောင်းကိုအကြီးအကဲတွေကလည်းလိုလေသေးမရှိထောက်ပံ့မှုတွေစောင့်ရဲပေးလျက်ရှိသလိုတတိကောင်းလုံးနဲ့ပါရမီဖြည့်ပက်ရဲမေတွေကလည်းဗိုက်တာမင် A2 ဆက်ဖြစ်ပါတယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။ဒါကြောင့်လည်းဗမော့ဟာ KIA တင်းတိုင်းဖြစ်တယ်လို့ရေးသားပြောဆိုတာတွေရှိနေပြီးတော့ KIA နဲ့ပူပေါင်းတပ်တွေဟာစကားခါတွေကိုစားဝင်ဖို့စူးစမ်းကြတဲ့ကအကြဆုံးများခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ။ဗမောတိုက်ပွဲအတွင်းကကြံလနဲ့ကန်အဖွဲ့ KIA ဟာဘလောက်အထိအထိနာနေခဲ့ရတယ်လဲဆိုရင်ရခလနဲ့ကန်အဖွဲ့ AA ကိုစစ်ကူခေါ်ယူရတဲ့အထိအခြေအနေဆိုးရွားခဲ့တယ်လို့ဆိုနေပါတယ်။ဗမောတိုက်ပွဲကိုလေးလာကြည့်မယ်ဆိုရင်2024ခုနှစ်နိုဝင်ဘာလဒုတိယအပတ်ကစပြီး KIA အဖွဲ့ဟာ PDF အင်အားအများပြားကိုအသုံးပြုကပထမအကြိမ်ဗမောမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာငါးဆကတပ်တွေကအစင်းမြင့် drone တွေအများပြားအသုံးပြုတဲ့အပြင် နေသောပုံကျဲတိုက်ခိုက်မှုတွေနဲ့ကြံကြက်ခံခုခံတိုက်ခိုက်ခဲ့ရကြောင်း KIA PDF တွေအထူးကအကြဆုံးများခဲ့ပြီးတော့2025ခုနှစ်မလလောက်မှထိုးစစ်ရပ်တန့်ခဲ့ပါတယ်။အဲဒီပထမအကြိမ်ထိုးစစ်မှာ KIA တပ်မဟာ၄ကိုအုံပြုခဲ့ပြီးစကိုင်းတိုင်းတွေက PDF အင်အားတထောင်ကျော်နဲ့တိုက်ခိုက်ခဲ့ရ KIA PDF အင်အား6000နီးပါးကထိခိုက်ဒေဆုံးတရာရရှိခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒေဆုံးတာတွေများပြီးတော့လူအင်အားနေသွားတော့ KIA တွေက ကချင်ပြည်နယ်အတွင်းရှိဂျိုင်းဘောလူမျိုးတွေတာမကသူတို့ထိန်းချုပ်ထားတဲ့နယ်မြေတဲကဗမာရှမ်းနီနယ်ကချင်မျိုးနယ်စုလူငယ်တွေကိုပါအတင်းအတမလူသေးစုဆောင်ပြီးဗမာမျိုးကိုထိုးစစ်ဖို့ဒုတိယအကြိမ်အဖြစ်2025ခုနှစ်ဧပြီလဒုတိယပတ်ကနေစပြီးထပ်မံတိုက်ခိုက်ခဲ့ပါတယ်ဒုတိယအကြိမ်ထိုးစစ်မှာတော့အညာသား PDF တွေအင်အားနဲ့သွားပြီးတော့ကချင်ပြည်နယ်အတွင်းရှိရခိုင်လူမျိုးတွေကအေအေတက်ခွဲ့ပြည့်ဝင်ရောက်တိုက်ခိုက်ပေးလျက်ရှိရာကိုတွေ့ရပါတယ် ထို့ကြောင့်ချက်ကတော့အေးပါဝင်လာတဲ့အများသူတို့ကျင်သုံးနေကြနီလန်တစ်ခုဖြစ်တဲ့တိုက်ပွဲဝင်စစ်သားတွေကိုမူရီအစေဝါကျွေပြီးတော့တိုက်ခိုက်စရာဖြစ်ပါတယ်။အဲဒီဈေးကစိတ်ကြွာစီမဟုတ်ပဲအစာခံပြီးကြောက်ရွံ့စိတ်မဖြစ်စေတဲ့ဈေးတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ဒုတိယကြိမ်ထိုးစစ်တလနီပါရှိလာချိန်မှာ KIA AA နဲ့ PDF ကူပါအဖွဲ့တွေအတိနာနေပြီးတော့ဗမာမျိုးတွေကိုတက်တချို့ကြောင်းနေရဲဆိုပေမဲ့အရေးကြီးရဲ့တက်ထနာကြုံနေရာတွေမျိုးတွင်အချက်အချာနေရာတွေကိုတိုင်းပိုင်းနိုင်တာမရှိပဲတိုက်ပွဲဝင် KIA တပ်ဖွဲ့တွေ ိတ်တက်မကြစေဖို့အတွက်သတင်းအတုသတင်းအမားတွေကိုသာဖန်တီးထုတ်လွှင့်အရာကိုတွေ့ရပါတယ်။ဧပြီလ9ရက်နေ့မှာတော့နာဆတ်ကဗမာမင်းကောင်စစ်သားအမည်နဲ့လေကြောင်းချီအင်အားဖြင့်တပ်တွေရောက်လာခဲ့ပြီးဗမာမြို့ကိုထိန်းချုပ်နိုင်ဖို့နယ်မြေရှမ်းလျက်လှုပ်ဆောင်နေပါတယ်။ဒါပြင်လေကြောင်းပုံကျဲမှုတွေတိတိတသားပြင်းထန်လာပြီးတော့ဗမာမြို့ကန်ရှမ်းနီလူမျိုးတွေရဲ့သတင်းပေးပို့ချက်အရာကရရင်တွေအခြေပြုတဲ့နေရာတွေကိုဓာတ်ရိုက်ထိမှန်နေသလိုကရရင်တပ်ဖွဲ့ဝင်တွေအကြအဆုံးအလွန်များနေတယ်လို့သိရပါတယ်။ နာဆာကဘက်ကဒရုန်းစစ်စင်ရေးမှာအားတာနေပြီးတော့နိုင်ပါရှင်သုံးအဆင့်မြင့်ဒရုန်းတွေနဲ့ကင်းထောက်တာတွေ၊ဒရော့ဘုံချတိုက်ခိုက်တာတွေပြုလုပ်လျက်ရှိပြီးနာဆာကဘက်ကလော်ဘီတည်င်းတွေမှာလည်း KIA PDF တွေရဲ့အလောင်းလက်နက်ပုံတွေကိုအဆက်မပြတ်မြင်တွေ့နေရပြီးတော့ KIA ထောက်ခံလော်ဘီအကောင့်တွေမှာတော့ကက်ချင်အချင်းချင်းဆဲဆိုမှုတွေနဲ့ KIA ကောင်းဆောင်တွေအပေါ်မကြေမနက်ပောက်ကွဲတံတွေကိုကြားနေရပါတယ်။ KIA ဌာနချုပ်ဖြစ်တဲ့ Line စာ, Line Sin Post မိုင်းကြရန်တို့မှာတော့တိုက်ပွဲကြ KIA တပ်ဖွဲ့ဝင်မိသားစုတွေရဲ့မိုးကြွေးတံတွေကြက်ကြက်လောင်လောင်ထပ်ပေါ်နေပြီးတော့အညာသား PDF တွေကတော့အတိတရားရပြီး KIA အတွက်အသက်ဆုံးတိုက်ပွဲမဝင်ကြတော့ဘဲအညာမြေကိုပြန်လဲထွက်ပြေးနေကြတယ်လို့ကြားသိရပါတယ်။ဘလို့ပင်ဆိုနေစေကမှု KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကချင်ပြည်နယ်အတွင်းရှိတခြားမြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းကြနေကတလနှစ်လအတွင်းတည်ယူနိုင်ခဲ့ပေမဲ့ဗမာမြို့ကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းချိန်မှာရပ်ပေါင်း150ကျော်ကြာမြင့်အေဂျင်ဟာ KIA အဖွဲ့ဘလောက်အထိထိခိုက်နေရသလဲဆိုတာတွေးကြည့်ရုံနဲ့သိနိုင်မှလည်းဖြစ်ပါရဲ့ရှင်